ပေါလို့ပေးစားတွေပြောတယ်မရောက်လိုက်ဒါမရောက်လိုက်ခုရက်ထဲမှာအာထိုင်းနိုင်ငံမှာကျင်းပတဲ့ Binstead Seaway ပေါ့နော်အစီဝိုင်းနဲ့ဆိုင်တဲ့ဒီအစီဝေးကိုတက်ရောက်ဖို့သွားခဲ့တယ်သူခုလိုမျိုးဒါသွားတယ်ဆိုတဲ့အချိန်မှာမြန်မာနိုင်ငံမှာဒီပြင်းအားအဲခုနကမှခုပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်နေတဲ့အချိန် ပြီးတော့အဲ့ငလင်အကြောင်းမလို့ပြည်သူတွေကြေကွက်ဝမ်းနေပြီးတော့ပူဆွေးနေတဲ့အချိန်ဒုက္ခဒုက္ခတွေများနေတဲ့အချိန်တေကြီးပျက်စီးမှုတွေအများကြီးဖြစ်နေတဲ့အချိန်မှာသူကတော့လုံးဝဒါကုဏလို့အဲသူ့ကိုဖိတ်ခေါ်တဲ့ဆိုတော့အဲပြရုပ်တစ်ခုကြောင်းမလို့ပေါ့နော်အဲဒီအစည်းအဝေးကိုမဖြစ်မနေရောက်အောင်သွားခဲ့ပေါ့နော်အဲဒါကြောင့်ပြည်သူတွေဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုအစည်းအဝေးကိုသွားတဲ့ခေါင်းဆောင်မျိုးအဲပြီးတော့ကျွန်တော်နိုင်ငံရဲ့ဒါကယ်ဆယ်ရေးကိစ္စတွေမှာမလောက်ငါလို့ပေါ့နော်အဲပစ္စည်းတွေမစုံလင်လို့ ခြားနိုင်ငံတွေကနေပါလာပြီးတော့ဒီအကူအညီကယ်ဆယ်ရေးတွေလုပ်ပေးနေရပါတယ်ဆိုတော့အခြေမျိုးမှာတော့မှဒီကောင်ကနိုင်ငံကိုပြစ်ထားပြီရောဒါပြည်သူတွေကိုပြစ်ထားပြီးရောအခုနလိုသူ့အတွက်အရန်ကိုရေးကြီးနေပါတယ်ဆိုတော့အစည်းအဝေးကိုမရောက်ရအောင်တွားခဲ့တာဖြစ်တယ်ဒါကိုကြည်ချင်းအဖြစ်ဒါမင်းအွန်လိုင်းကပြည်သူကိုလုံးဝဒါစေနာမရှိဘူးပြည်သူရဲ့ကိုကြိုးကိုမကြည့်ဘူးပြီးတော့သူ့ရဲ့ကိုကြိုးသာကြည့်တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်စစ်ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုပြသလိုက်တာပဲပေါ့နော်အဲဒါကြောင့်မလို့ဒီထိုင်းနိုင်ငံကိုသူရောက်တဲ့ခါမှာလည်း အဲဆန္ဒပြမှုတွေသူကြုံရတယ်ဆန္ဒပြရဆိုတဲ့အချိန်မှာဒီခုနလိုအဲသူဒီအစည်းအဝေးလုပ်ပါဆိုတော့ဒီရှန်ဂရီလာဟိုတယ်ထဲမှာပါဝင်ပြီးတော့ဆန္ဒပြတာရရှိတယ်ပြီးတော့ဒီတံတားမှာပေါ့နော်စာရန်နေပါချိတ်ဆွဲပြီးတော့ဒီမြောင်းလိုင်းလူသက်သမားဒီလိုကောင်မျိုးကိုမကြိုးစားကြောင်းဆန္ဒပြတာရရှိတယ်အဲတန်ယုံရှိမှာသွားပြီးတော့ဆန္ဒပြတာရရှိတယ်ပေါ့နော်လုံးဝရုံးရင်းဆန်ခတ်တွေကိုဖြစ်ကြတဲ့အနေထားပေါ့ပြောရမယ်ဆိုရင်ဒီကောင်ကမြန်မာနိုင်ငံမှာနေမှွေတာမဟုတ်ဘူးထိုင်းနိုင်ငံမှာပါသွားပြီးတော့မှွေတဲ့ ဒါပေါ့လို့ပေးစားကောင်းပါတော့။ဒါထိုင်းနိုင်ငံလည်းဒါအခုဆိုရင်ဒါသူတို့တာဝန်ရှိသူတွေဆိုရင်ဒါဝရမ်ပြေးနဲ့အဲခုနလိုမျိုးဆက်ဆံမိရဲ့အတွက်ပေါ့နော်အဲတော်တော်ကိုအဆက်ရစီမဲ့အချိန်ညမျိုးချင်းဆိုင်လိုက်ရတယ်လို့ပြောလို့ရတာပေါ့လေနော်အဲပြီးတော့ဒါမင်းအွန်လိုင်းကအဲ့အစည်းအဝေးကနေပြီးတော့ဒါသူအဆက်ရစရာတွေအများကြီးရှိတယ်သူအဆက်ကွဲခဲ့တာတွေပေါ့အဆက်ကွဲခဲ့တာတွေနိုင်ငံရေးတိတ်ခါကြဆင်းနေတဲ့ဟာမျိုးတွေသူအများကြီးကြုံလိုက်ရတယ်အဲ့ဒါတော့ဒါခေတ်ဆက်ဆက်အာဒီအာနာရှင်တွေထဲမှာပေါ့နော်အခြားနိုင်ငံကိုသွားတဲ့အခါမှာ အဲခုနိုင်ငံကလူမျိုးတွေနေမကပဲတခြားနိုင်ငံကလူမျိုးတွေရပါဆန္ဒပြခြင်းကိုခံရတဲ့အဆိုအဝါဆုံးကြုံခဲ့ရတဲ့အာဏာရှင်ခေါင်းဆောင်တယောက်လို့လည်းဒါပြောလို့ရတယ်။တော့ဒါဘူတန်ဝန်ကြီးချုပ်နဲ့ဒါသူနဲ့ဓာတ်ပုံတွဲရိုက်ထားတဲ့ဒါဗဒပုံတပုံကိုဒါဘူတန်ဝန်ကြီးချုပ်ကဆိုရှယ်မီဒီယာပေါ်မှာတင်တယ်ပေါ့။အဲတင်တဲ့အချိန်မှာအဲအောက်ကနေပြီးတော့မြန်မာပြည်သူတွေကသွားပြီးတော့ဒါမလုံတင်ကြောင်းပေါ့နော်။ဒီခုနလိုမျိုး ဒါပြည်သူကိုတက်ဖြတ်နေတဲ့ဒီခေါင်းဆောင်တယောက်ကိုပေါ့နော်အတိမတ်ပြုတ်လဲဆိုရဲအပြုတ်မှုမျိုးဒါမပြုတ်မှုတင်ချောင်းဆိုရဲပေါ့ပုံစံမျိုးတွေသွားပြောကြတယ်သူလည်းဆဲကြတယ်ပေါ့နော်ဆဲကြတယ်အဲတော့ကျတော့အဲအဲ့ဝင်ကြီးကအဲဒါဗုဒ္ဓဝင်ကြီးတော့ပြန်ပြီးတော့ဒီသူ့ရဲ့ post ကိုပြန်ပြီးတော့ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်လိုက်တဲ့ဟာမှာဘယ်လိုဖြတ်လဲဆိုတော့မင်း online နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံပဲတင်ထားတဲ့ post ကိုပဲဖြတ်လိုက်တယ်ကျန်တဲ့ဟာတွေအကုန်လုံးဒီတိုင်းထားထားတယ်ပေါ့နော်အဲကြောင့်ပြောရမယ်ဆိုရင်ဒါပြည်သူဒါပြည်သူလူထုရဲ့အင်အားကိုလေဒါပြသရရောက်သလိုပေါ့နော် အဲခုနလိုဒီတခြားနိုင်ငံခေါင်းဆောင်တွေနဲ့တွဲရိုက်ထားတဲ့ပုံတွေကိုခြံထားပြီးတော့သူ့ပုံကိုပဲတီးတန့်ဖြုတ်ချလိုက်တော့ကအဲသူကတင်ပြီးမှဖြုတ်ချခံရတာဖြစ်တဲ့အတွက်အဲသူ့အတွက်နိုင်ငံရေးတိုက်ခါကြဆင်းတယ်ပေါ့နော်ပြောရမယ်ဆိုရင်မင်းအောင်လိုင်အတွက်ဒါအဆက်ကွဲစရာဖြစ်ရတဲ့ခုလို့လည်းပြောလို့ရတယ်အဲနောက်တစ်ခုကတော့ဒီအစည်းအဝေးကနေပြီးတော့သူညဘက်ပေါ့နော်လေစိတ်ကနေ9နာရီပေါ့နော်ထိုင်းစံတော်ချိန်နေနေဆို9နာရီကျော်လောက်မှသူပြန်တယ်နေပြီးတော့ကို9နာရီလောက်ရောက်တယ်ပေါ့နော်ပြောရရင်အဲ့ဟာကသူကတမတ်ရမရောက်ခင်ဆောပြီးတော့ပြန်လာတယ်ဆိုပြီးတော့ ါတိရတယ်ဗောနော်တိရကြတော့ဘာကြောင့်မလို့ပြန်လာလဲဆိုတော့အဲကျွန်တော်ခမန်းမီတလောက်ဆိုရင်ဒါထိုင်းကိုဗောနော်ဒါအင်တာဗူကနေပြီးတော့ဒါမင်းအွန်လိုင်းကိုဖမ်းမှုဖမ်းရမ်းဗောနော်အဖမ်းမှပို့ပြီးတော့ဖမ်းပေးဖို့ဆိုပြီးတော့တောင်းဆိုရဲဆိုပြီးတော့တည်င်းနေလဲထွက်တယ်ဗောနော်အဲ့ဒီတည်င်းကိုကြားပြီးတော့လုံးဝချီတုံချတုံကြောက်လန့်ပြီးတော့ထွက်ပြေးတယ်လို့ပဲကျွန်တော်ကယူဆတယ်ဗောနော်အဲသူ့ကိုဖမ်းခံရမယ်အဲခုနကလို့ဒါကျွန်တော်တို့ဒါရှေ့မှာဗောနော်အဒူလာဒေးလိုမျိုးဒါလေစိတ်မှာဖမ်းခံတဲ့အဖြစ်မျိုးမြင်ရတော့မလားဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လေဒါစောင့်မျှော်နေတဲ့အချိန်မှာသူကတော့လုံးဝ ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတယ်လို့ပြောရမှာပေါ့ဗျာအဲ့တော့ဒါဒါကိုကြီးကြီးအဖြစ်နဲ့ तू ကတော့တစ်ဖက်လက်နဲ့ပြန်ပြီးတော့ပြောမှာပဲဘာဖြစ်လို့ဆိုတော့သူ့နိုင်ငံမှာပြည်သူတွေအခုလိုမျိုးဒုက္ခသက်ခွာရောက်နေတာဖြစ်တဲ့အတွက် तू အနေနဲ့ဒါသမရထိမနေနိုင်ဘဲနဲ့အခုလိုမျိုးစောကြီးပြန်ခြင်းဖြစ်တယ်ဆိုပြီးတော့ तू ကတော့ပေါက်လို့ပဲစားပြောမှာပေါ့နော်အဲဒါသူ့ဘက်ကဒီဘုံးမတွေဆိုလဲအဲ့လိုပုံစံမျိုးတွေအတန်ထွက်နေတာပေါ့အဲ့ဒါအဲငါတို့တွေ့လားငါတို့ကာကြုတ်ကပေါ့နော်အဲဒီလိုမျိုးအရေးကြီးစီဝေးသွားရတာတော့မှမယ်စိတ်မဖြောင့်ဝဲနဲ့ပေါ့နော်နောက်မှကြံခဲ့တဲ့ ဒါဒုက္ခသက်ခွာရောက်နေတဲ့ပြည်သူတွေအတွက်ဒါတိုင်းပြည်စီကိုချက်ချင်းပြန်လာတယ်ဆိုပြီးတော့ဒါလေတံပြစ်နေကြတဲ့ဟာလော်နေကြတာပေါ့ဗျာပြောအဲအဲ့လိုလော်နေတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ဒါပြောရမယ်ဆိုတကယ်တမ်းရည်ကျင်စရာကောင်းတာဒီကောင်ပေါ့လို့ပဲစားတယ်ပြောတာရှေ့မှာလည်းအဲ့လိုပေါ့လို့ပဲစားပြောခဲ့တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော် ဲ့ဒါကတော့ဒါရွေးကောက်ပွဲတုန်းကဆိုရင်လေဒါရွေးကောက်ပွဲရလက်ပေါ့နော်ပြည်သူရွေးကောက်တဲ့အစိုးရဒါပေါ်ပေါက်လာတဲ့ခါမှာအဲ့ဟာကိုအဲ့ရလက်ကိုသူလက်ခံမယ်ဆိုပြီးတော့ပြောခဲ့တဲ့ဟာမျိုးကြီးလည်းရှိတယ်ဒါပေမဲ့တကယ်တကယ်တမ်းကျတော့လက်မခံနိုင်မဲနဲ့အာနာသိမ့်ပြစ်တယ်ပေါ့နော်အာနာသိမ့်ပြီဆိုတဲ့အချိန်မှာလည်းဟိုလိုမဲမတမာလို့ဆိုတဲ့ဟာမျိုးကြီးကိုဒါတွင်တွင်ပြောပြီးတော့ပေါ့နော်ခုချိန်ထိလည်းချုပ်ခန်းသားတွေမှာအဲဒီကောင်ပြောတဲ့စကားလုံးလေးမှာအဲ့ဟာအမြဲတမ်းပါနေတော့မယ်ဒါ NLD ဆိုရကမဲမတမာမှုတွေလှုပ်လို့သူကဒီလိုမျိုးလှုပ်ရတာဖြစ်ပါတယ်ဆိုပြီးတော့သူအမြဲတမ်း ဒါပေါ့လို့ပဲစားရပြောတယ်ဗောနော်အဲနောက်တစ်ခုကဒီလိုမျိုးအာနာသိမ့်နေဆိုတာကိုလေအာနာသိမ့်တာမဟုတ်ပါဘူးအာနာထိမ့်တာပါဆိုပြီးတော့ဒါမလေးတစ်ပတ်ပေါ့လို့ပဲစားပြောပြန်တယ်အခုအာနာထိမ့်နေဆိုပြီးတော့ပြောပြီးတော့သူအခုဆိုရင်6လ6လ6လနဲ့တက်တန်းတိုးလာလိုက်တာဒီနေ့ဒီချိန်အထိပဲဗောနော်ဒါဆိုလဲဒါပေါ့လို့ပဲစားပြောတာပဲဒါရှေ့မှာပေါ်ပေါ်ပေးပေးပေါ်တကယ်ကြီးပြောခဲ့တဲ့ဟာကြီးလည်းရှိတာဗောနော်အဲ့ဒါကတော့ဒါလျှက်စစ်ကားတွေလျှက်စစ်ယထာတွေပေါ့နော်အဲပြီးတော့ကျတော့အဲတနိုင်ငံလုံးအတိုင်းတာနေပေါ့နော်အဲခုနကလို NCA လက်မှတ်မထိုးရသေးတဲ့ ဒါအတိုင်းသား EAO တွေဘောနော်တစ်နှစ်အတွင်းမှာလက်မှတ်ထိုးနိုင်အောင်ဘောနော်ငင်းငင်းလက်မှတ်ထိုးနိုင်အောင်လုပ်ပြမယ်ဆိုပြီးတော့ပြောခဲ့တဲ့ဟာမျိုးတွေအပြောနဲ့အလုံးနဲ့မညီခဲ့တဲ့ပေါ့လို့ပဲစားစကားတွေကိုအများကြီးပြောခဲ့တာဖြစ်တယ်။ပြောချက်ဒီဘင်းဆက်စီဝေးမသွားခင်မှာကိုပဲသူကမသွားခင်တရက်လောက်မှာကိုပဲသူကလုံးဝဆစ်ဆက်တိုင်းအဲသူ့ကိုပြင်ဆင်နေတာတွေအဲလေ့ကျင့်နေတာတွေစုဖွဲ့နေတာတွေရလေသူ့ကိုတိုက်ဖို့လုပ်နေတာဖြစ်တဲ့အတွက်သူကလည်းဆစ်ဆက်တိုင်းမယ်ဆိုပြီးတော့အတိလင်းပြောခဲ့တယ်။ဒါပေမဲ့အဲ့အစီဝေးကနေလည်းသူ့ကိုဖိတ်တယ်လဲဆိုတော့လုံးဝအစီဝေးမှာပြောလို့ကောင်းအောင်လို့ခုနလို့ အပြစ်ခတ်ရက်စဲတယ်ဗောနော်ရက်20အပြစ်ခတ်ရက်စဲဆိုပြီးတော့ပြန်ပြီးတော့ပြောင်းပြီးတော့ဖာကြတယ်ဗောနော်ပြောရမယ်ဆိုပေါက်လို့ပဲစားထပ်ပြောတယ်အဲအဲ့ဒါပြောတာသူအဲ့စကားကိုလိုက်နာလားဆိုတော့လေအဲ့လိုမျိုးကြီးညာနေတဲ့အချိန်မှာကိုပဲအဲ့လိုမျိုးထုတ်ပြန်နေတဲ့အချိန်မှာကိုပဲနေရာတော်တော်များများကိုဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တယ်မော်ဘတ်ဒီမှာဖြစ်တယ်အညာဘတ်ဒီမှာဖြစ်တယ်အဲနေရာစုံဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြေးရွာတွေကိုမိရှို့တာမျိုးတွေသူလုပ်တယ်ဗောနော်ဒါလည်းပေါက်လို့ပဲစားပြောခဲ့တဲ့စကားကြီးဖြစ်တယ်ဗောနော် အဲပြီးတော့ဒါ NLD အစိုးရလက်ထက်မှာပေါ့နော်အဲစီးပွားရေးနဲ့ပတ်သက်လို့ကောင်းအောင်မှုမရှိမှမချုပ်မအုပ်ချုပ်နိုင်တဲ့ဟာကြောင့်လို့ပေါ့နော်သူ့လက်ထက်မှာစီးပွားရေးဥမော့လာပြီဆိုပြီးတော့ပြောတဲ့ဟာမျိုးဒါမျိုးဆိုရင်ဒါဆိုရှယ်မီဒီယာပေါ်မှာအရန်ကိုဟာတဖြစ်သွားတဲ့စကားမျိုးတွေဖြစ်တယ်အထက်ပြီးတော့ပေါ့လို့ပဲစားပြောတဲ့ဟာတွေပေါ့နော်သူရောသူ့အဖွဲ့ရောပြောတာရှိရအဲ့ဒါတော့အဲခုနကလို့ပေါ်တာဆွဲတဲ့ကိစ္စတွေပေါ့နော်အရန်ကိုစိုးစိုးကွားကွားသူတို့ဘက်ကလှုပ်လာပြီဆိုတဲ့အချိန်မှာပြည်သူတွေစီကတန်ထွက်လာတဲ့အချိန်မှာအဲ့ဟာကိုပြန်ပြီးတော့ပေါ်တာဆွဲတာမဟုတ်ပါဘူးပေါ်တာဆွဲခြင်းမရှိပါဘူးဆိုပြီးတော့ ပြောင်းလဲနေကောင်းနေလဲပါတယ်အဲနောက်တစ်ခုကတော့ဒီပါစတွေပေါ့နော်ပါစတွေပြည်သူ့စစ်မှုရဥပဒေအကြောင်းမလို့အတင်းအဓမ္မစုဆောင်းခံရတဲ့သူတွေကိုရှေ့တန်းမလွတ်ပါဘူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေမတွားရပါဘူးနောက်တန်းမှာပဲနေရမှာပါပြီးရင်လုံခြုံရေးကိစ္စမျိုးတွေပဲဆောင်ရွက်ရမှာပါပြီးရင်နှစ်နှစ်တာဝန်နှစ်နှစ်ပဲတာဝန်ထမ်းဆောင်ရမှာပါဆိုရဲပုံစံမျိုးနဲ့ပြောခဲ့တာရှိတယ်ဒါပေမဲ့အခုလက်ရှိအချိန်ထိကိုပဲရှေ့တန်းမှာဖမ်းမိတဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ကဖမ်းမိတဲ့တုံ့ပန်းနေတဲ့မှာပါစတွေအများကြီးပါတယ်အဲရှေ့တန်းတိုက်ပွဲနေရာတွေမှာပေါ့နော်ပြီးတော့ကြတော့ ဒါပပြောင်းခိုလုံလာတဲ့သူတွေထွက်ပြေးလာတဲ့သူတွေလင်းဝင်လာတဲ့သူတွေထဲမှာပါစာတွေအများကြီးဖြစ်လာတယ်။အဲကြာ तू ကအမြဲတမ်းမှာအဲ့လိုမျိုးပေါက်လို့ပဲစားစကားတွေကြီးပဲပြောခဲ့တာဖြစ်တယ်ပေါ့နော်။ကျွန်တော်အခုပြောဆို၃လုံးနဲ့၃လုံးတွေကရိုင်းကောင်းရိုင်းမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဟိုမင်းအွန်လိုင်းဖြစ်နေလို့ကိုအဲ့လိုမျိုးပို့ဆိုပတ်ဆက်ပြောခြင်းဖြစ်ပါတယ်။အဲပြီးတော့အဲကျွန်တော်ဟာတာလေးပေါ့နော်။ဟာတာလေးဆိုတာအဲကျွန်တော်လူမျိုးနေမြေမှာနေရတဲ့ချိန်မှာပေါ့နော်။ဒီလူတက်တဲ့ကိစ္စအရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြဆိုကြတဲ့အခါမှာအဲအဲ့လိုပေါ့အချင်းချင်းရင်းနှီးမှုနဲ့ပြောကြတော့ အလူတက်တယ်ဆိုတာတွေပေါ့နော်ကျွန်တော်ကတကယ်တမ်းတော့ကောင်းတော့မကောင်းဘူးပြပေါ့နော်ဒါအတိမိတ်ဆွေတယောက်ပြောရချင်းသူကမကောင်းဘူးဆိုတာသူတို့လည်းသိတယ်ပေါ့နော်ဒီစစ်သားတွေပေါ့နော်မြောင်းလိုက်စစ်သားတွေဒီလိုမျိုးလှုပ်ရတယ်ဆိုတာမကောင်းဆိုတာလည်းသိတယ်ဘယ်သူပဲဖြစ်ဒါမလှုပ်မလှုပ်ရဘူးပေါ့နော်ဒါမှမဲ့လေတဲ့အခုလိုမျိုးဒါမြောင်းလိုက်လိုမျိုးပေါ့နော်ပြီးရင်မြောင်းလိုက်စစ်သားတွေလိုမျိုးပြည်သူကိုရဲရဲဆက်ဆက်နှိမ့်ဆက်ညင်မှန်တက်ဖြတ်နေတဲ့ကောင်တွေကိုလှုပ်တာဖြစ်တဲ့အတွက်ပေါ့နော် ဟိုဖះကတော့နားလည်ပေးมาပါဗောနော်အဲ့လိုမျိုးပြောရရှိရောပြီးရင်ရှိတကယ်လို့များငရဲကြလဲဆိုရင်လဲဗောနော်အဲ့ကောင်နေရတော့အောက်ဆုံးထက်มาဖြစ်ပြီးတော့ကျွန်တော်တို့ကတော့တို့ထက်တထက်မြင့်မြင့်มาဗောဖះဗောနော်အဲ့လိုပုံစံမျိုးဒါဟာတာလေးလေဒါကြုံခဲ့ဘူးပြောခဲ့ဘူးကြားခဲ့ဘူးတာပေါ့လေနော်အဲကြောင့် main online မှုလို့ကိုကျွန်တော်အခုလိုပြောခြင်းဖြစ်ပါတယ် main online အနေနဲ့ကတကယ်ကိုပဲပေါ့လို့ပဲစားခေါင်းဆောင်တယောက်ဆိုတာကိုသူ့ရဲ့လောက်ရက်တွေအပြုမှုတွေပြောဆိုတွေကနေပေါ်ပြနေတယ်ဆိုတာကိုသိစေကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဗျာ နောက်ထပ်သတင်းတစ်ခုကတော့ဒါကျွန်တော်အဲကာဘာဆာ7တိုက်ကြီးပေါ့နော်အဲမော်ဘီတိုက်ကြီးပူးရဲ့အဲအဘကကာဘာဆာ7ကိုဒွန်လိုင်းတပ်ဖွဲ့တွေကဒါမဆိုင်သုံးလုံးနဲ့စော်တယ်ဒါကလည်းတကယ်အားရစရာကောင်းတယ်ပေါ့နော်အားလို့ဆိုတော့ခုလိုမျိုးအဲကာဘာဆာတွေကအရေးကြီးအဲသူ့အတွက်အသက်သွေးကြောဖြစ်နေတဲ့အချိန်မှာပေါ့နော်မြောင်းလိုင်းအတွက်အသက်သွေးကြောဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေကအိုက်ဘက်ကိုဥတီပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကလည်းတကယ်ကိုကျေနပ်စရာကောင်းတယ်ဒီကာဘာဆာတွေကသာလင်ပြည်သူတွေကိုတတ်ဖို့အတွက်လက်နက်တွေခဲယမ်းနေတယ် လေရင်ပုံးသီးတွေဒါမျိုးဒါလက်နက်ခဲယံဆက်ဆက်ပစ္စည်းတွေထုတ်လုပ်ပေးနေတာဖြစ်တယ်။အဲ့ဆက်ယုံတွေကိုဒါခုနလိုအပြီးသက်ချိန်မုံနိုင်နေဟဲ့ဆိုရင်မင်းအောင်လိုင်းလုံးဝခြေတွေလက်တွေပြတ်သွားတဲ့အနေအထားမျိုးတွေဖြစ်သွားနိုင်တယ်။အဲ့တို့အတွက်အသက်အမြအရေးကြီးနေတဲ့နေရာမျိုးတွေကိုကျွန်တော်တပ်ဖွဲ့တွေကအချိန်အားကခါအားရော်ဆိုတာပေါ့နော်အခွင့်အရေးရရင်ရတယ်လို့ခုလိုမျိုးတိုက်ခိုက်နိုင်နေတာကတကယ်ကိုဂျင်းနဲ့စရာကောင်းတယ်အဲဒါပြင်ဒီထက်ပိုပြီးတော့ထိရောက်တဲ့တိုက်ခိုက်မှုမျိုးတွေလုံနိုင်ဖို့အတွက်ကိုလည်းကျွန်တော်ကတော့ဇူတောင်းနေပေါ့နော်အာအာပေးတယ်လို့ပဲပြောပါတော့ အဲပြီးတော့ကြဒါအာရခတက်တော် AA အနေနဲ့ဆိုလဲအာသူဒီရက်ထဲမှာတော့ဒါအပြစ်ကရက်တယ်ဆိုတဲ့ပုံစံမျိုးကြီးညာထားတာဖြစ်တဲ့အတွက်အဲဒါလေးတော့နည်းနည်းမျှော်မိတာပေါ့နော်အဲပြီးတော့သူဥတီလာတဲ့စေဦးကဆိုရင်ဒါခုနလိုမကွေးလိုနေရာမျိုးတွေပကူးလိုနေရာမျိုးတွေပေါ့နော်အဲ့လိုပဲနေရာမျိုးတွေမှာဥတီလာတယ်ပြီးတော့အဲ့ဘက်နေရာမျိုးတွေဆိုရင်ဒါမင်းအောင်လိုင်းအတွက်အသက်တမျှအရေးကြီးတဲ့ကပ္ပစတွေရှိတဲ့နေရာဖြစ်တဲ့အချို့ကပ္ပစဆက်ယုံနေဆိုရင်ဒီလက်နက်ခဲရောင်းမှာသူကလင်းဖုံးသေးတွေထုတ်လုပ်နေတဲ့နေရာမျိုးတွေရှိတယ် ဒါကြအဲ့လိုနေရာမျိုးတွေကိုသာတိုက်ခိုက်နိုင်တယ်ဟစ်ဆိုရင်အခုလိုမျိုးလေချောင်းနဲ့အရန်ဖိပြီးတော့ဗောနော်ခုနလိုအနိုင်ကျင့်နေတဲ့မြေအောင်လိုင်းရဲ့လေတက်ကတော်တော်လေးကိုအာပြက်ရုပ်ရော်သွားမှာတိတာမှာဗောနော်အဲ့လိုနေတာဖြစ်သွားမှာအဲ့ကြောင့်မို့အဲ့ဥစားမျိုးတွေကိုလည်းကျွန်တော်ကတော့မျော်မိတယ်ဒါကလည်းဒီရက်ထက်မှာတကယ်သတင်းကောင်းတယ်လို့ပြောရမှာဗောနော်နောက်တစ်ခါတော့ဒါနေဗီတော်ကအဖြစ်စင်ဗောနော်နေဗီတော်ကဒီနန်စီဒီယံဝန်ထမ်းတွေဂျုံနေရတဲ့ဖြစ်စင်နဲ့ပတ်သက်ပြီးတော့အတိ တယောက်ကကျွန်တော်ကျွန်တော်လာပြောပြတယ်ဗောနော်အဲ့ဒါတော့နေပြီးတော့တငယ်ချင်းတယောက်ကဒါသူတို့ယုံနေပြိုကျနေရဗောနော်ဒီ NaN City ကနေဗောနော်အဲသူတို့ရယုံနေပြိုကျနေတာလဲဒါယုံပြန်တက်ဖို့ခေါ်နေတယ်တဲ့မင်းအွန်လိုင်းဘက်ကခေါ်နေအောင်ယုံပြန်တက်ဖို့ခေါ်နေရဗောနော်ပြီးရင်တိုက်ခန်းနေရပြိုကျလာမှာဆိုလို့မြေကြီးပေါ်မှာဆင်းအိတ်ကြတော့လဲတဲ့ညညဆိုရင်တခိုးတခိုးဆိုပြီးတော့ထထဖမ်းကြလို့ဗောနော်နေရောညရောမအိတ်ရဘူးလို့ပြောတယ် ဒီလောက်လူတွေတည်နေတာကိုစောက်ယုံကစောက်ရေးကြီးလားဆိုပြီးတော့ပောက်ကွဲနေကြတယ်ဗောဗျာအဲပြီးတော့ကျတော့အသေးပြောက်တွေလည်းရှိတယ်ပြီးတော့သတင်းတွေလည်းဖုံးထားတယ်နေပြီးတော့မှတော်တော်ထိတယ်ဗောနော်အဝန်ထမ်းတွေကိုလာမကြည့်ဘူးလာလည်းမကယ်ပေးဘူးဆိုပြီးတော့လည်းသိရတယ်အဲကြောင့်ဒါနန်းစီတန်ဝန်ထမ်းတွေအနေနဲ့လည်းဒါအခုချိန်မှာတော့မြန်မာရတင်ပြီဗောနော်ဟိုသူတို့အရန်ကိုထောက်ခံပါတယ်ဆိုတဲ့သူတွေသူတို့တောက်တိုင်ဖြစ်လုတ်ပေးနေပါတယ်ဆိုတဲ့သူတွေက တကယ်တကယ်တမ်းအရေးကြုံလာတဲ့အခါမှာသူတို့အတွက်ပဲသူတို့ကြည်တယ်ဒီနန်းစီတန်နေပေါ်မှာဘလို့မှသူတို့ကစေနာမရှိဘူးကိုချင်းမစားဘူးအခုလိုမျိုးအသက်အန္တရာယ်ပေါ့အရေးကြီးဆုံးအသက်အန္တရာယ်ကြုံနေရတဲ့အချိန်မျိုးမှာတောင်မှပဲသူတို့မှာနေစရာနေရာမရှိလို့လမ်းပေါ်ဆင်းနေရပါတယ်ဆိုတဲ့အချိန်မှာတောင်မှပဲရုံးတက်ခိုင်းနေဆိုတော့ဒါဒါနင်းနေတော့တရားလွန်တာပေါ့နော်အဲဥစ္စာလည်းစဉ်းစားကြည့်တာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဘပကြီးမှန်တယ်ငါတို့ထောက်ခံနေတဲ့ဘပကြီးကမြေတန်း ဒါငါတို့အတွက်အမြဲတမ်းရှိတယ်ဆိုပြီးတော့လုံးဝတစ်ဖက်ပဲယူဆနေကြရတဲ့သူတွေဆိုရင်တော့လည်းဒါလုံးဝအပြုံးပြက်ဖက်နဲ့ယုံတက်ကြပါတော့။အဲကျွန်တော်ကအခုလိုမျိုးအပေးချင်ပါတဲ့။အဲတကယ်ကိုပဲအမြင်မှန်ရပြီးတော့ပြည်သူပဲရက်တည်မယ်။ပြည်သူနဲ့ပူးပေါင်းမယ်ဆိုရင်လည်းပြည်သူကခုချိန်ထိကြိုးစုံနေတယ်ဆိုတာကိုလည်းဒါသိစေချင်တယ်ပေါ့နော်။တကယ်သာဟိုးအစိုးရကနေကသာဒီအဖွဲ့တွေသာလုံးဝဒါစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အားလုံးပါဝင်လာမယ်ဟဲ့ဆိုရင်ဒီနေ့ဒီချိန်ထိတော့မရောက်လာဘူးပေါ့နော်။အဲတော့အခုဆိုလဲဒါနောက်ကျနောက်ကျနေပြီလို့တော့ပြောလို့ရတယ်။ အဲကြအချင်းနေမန်နေတိပြီဆိုတဲ့အချိန်မှာလည်းဒါဒီစစ်ကောင်စီရဲ့ဒါရန်ညားတွေပြီးရင်သူတို့ရဲ့တောက်တိုင်တွေအဖြစ်ကနေအများဆုံးရုံထွက်နိုင်ဖို့အတွက်ကိုဒါအကြံဉာဏ်ပေးခြင်းတယ်ဗောနော်အဲနောက်တစ်ခါတော့ဒါကျွန်တော်အခုဆိုရင်ဒီရက်ထဲမှာတယောက်တည်းတူတည်းဒါတင်ဆက်နေရတာရှိတယ်ချိုးဟာတွေမှာအဲအဲ့လိုဗောမေးကြရရှိရဗောရှိရအဲဒါမဲ့လည်းကျွန်တော်အကုန်လုံးအလုပ်လုပ်နေကြပါတယ်အဲကျွန်တော်ကိုနီကိုဟန်လည်းလုပ်နေရရှိတယ်ချိုးနေရာတွေမှာကျွန်တော်တို့တပူပူတွေ့တွေ့ပုံစံမျိုးလုပ်လို့မရတဲ့ဟာတွေလည်းရှိတယ် အဲ့ကြကျွန်တော်ကတော့ဒါကျွန်တော် channel ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပင်မပို့ပြီးတော့ဒါအားဆိုင်ရတာမျိုးတွေတော့ရှိတာပေါ့နော်အဲ့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်အားလုံးကကိုတက်နိုင်တဲ့အပိုင်းတွေမှာပို့ပို့ပြီးတော့စူးစမ်းဖို့အတွက်ပဲဥတည်နေကြရဲဆိုတာကိုလည်းအဲ့ဒီနေရာနေပြောချင်ပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်